ကျွန်တော်တို့ရဲ့အဒီချက်ကဟလဲဆိုတော့ဟလဲဆိုတော့ကျွန်တော်တို့ဒုပညာရှင်တွေဒုပညာရှင်တွေအားလုံးဒီနေရာမှာဇုတွေ့တယ်ဇုတွေ့နေရတာကျွန်တော်တို့တရားမြတ်တာရောင်းမြတ်တာပြီးလွတ်လပ်တဲ့ဒီမိုကရေစီပြန်ပြီးတော့ပြန်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာတရားမြတ်တာပြီးလွတ်လွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူအေးအတူပူမြအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာ ဆရာဘသူမှတော့အတိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လေကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒါခက်တာပါဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့ဒီရွေးကောက်ပွဲကအတုရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြန်ကြဆိုတော့မဟုတ်ဘူးဒီမှာ ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေတယ်မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မြန်မာနိုင်ငံမှာပေါ့နော်စစ်ကော်မရှင်ရဲ့ဝါဒဖြန့်ချီနီလန်းတီအထူးသဖြင့်အခုလာမယ့်ဆိုလေရွေးကောက်ပွဲတွေအတွက်ဘယ်လိုတွေဖြစ်စင်နေလဲဆိုတာကိုကြည့်ကြမှာပါ ကျွန်မတို့လစ်ထဲမှာတတိပြုဖွယ်ရာစစ်ကော်မရှင်ဤဝါရဖြင့်ချီမှုများဆိုတဲ့သုံးသက်ချက်စာတမ်းတစ်စောင်ရှိပါတယ်ဒီစာတမ်းကိုအခြေခံပြီးတော့လေဒီနီယံနီယံနီယံရဲ့ရည်ရွယ်ချက်တင်တဲ့တည်င်းတွေကိုဘလို့ဖုံဖော်နေလဲအဲ့ဒါကိုလူတို့အနေနဲ့ဘလို့တတိထားဆင်ခြင်တင့်တယ်လဲဆိုတာကိုအဓိကဆွေးနွေးတွားချင်တာပါဟုတ်ကဲ့ဆိုကျွန်မတို့ဒီနေ့ဘာကိုအဓိကကြည့်မှာလဲဆိုတော့လေဒီဝါရဖြန့်ချီရဲ့နီးပီရီယေတွေကဘလို့အလူလုတ်တယ်လဲသူတို့ရဲ့ပုံစံမျိုးမျိုးပေါ့ ပြီးတော့အရေးကြီးဆုံးကရွေးကောက်ပွဲလိုကိစ္စတွေမှာကိုယ်စီရောက်လာတဲ့တည်င်းတွေကိုဘလို့ဝေးဖန်ပိုင်းခြားစဉ်းစားနိုင်မလဲဆိုတာကိုနားလည်ဖို့ပါပဲ။ကဲဒါဆိုဆက်လိုက်ကြရအောင်နော်။စာထဲမှာအထက်ကထောက်ပြထားတဲ့ပထမဆုံးနီးလိုင်းတစ်ခုရှိရယ်။ဟုတ်ကဲ့။အဲ့ဒါကလူတိများထင်ရှားသူတွေအနုတိညာရှင်တွေဆယ်လီတွေကိုအသုံးချတာပဲ။음ဟုတ်ပါတယ်။ဟုတ်တယ်တရုတ်ဆောင်နေအဆိုတော်တွေဒိုင်ရိုက်တာတွေအားကစားသမားတွေနောက်ပြီးအခုခေတ်စားနေတဲ့ဆိုရှယ်မီဒီယာက celebrity တွေပေါ့လေ သူတို့ရဲ့လူကြိုက်မြောင်းမှုသူတို့ရဲ့ဩဇာကိုသုံးပြီးတော့ရွေးကောက်ပွဲပုံရိပ်ကိုမြင့်တင်ဖို့စ조사တယ်လို့ဒီစာတမ်းကဆိုတာတယ်။ဟုတ်ကဲ့။အဓိကယူချက်ကတော့လူလူရဲ့စိတ်ဝင်စားမှုအထူးသဖြင့်လူငယ်တွေပေါ့ခင်ဗျာ။လူငယ်မဲဆန္ဒရှင်တွေရဲ့ယုံကြည်မှုကိုယာယူပြီးတော့ရွေးကောက်ပွဲကိုတရားဝင်မှုရှိစေအောင်အဲလက်ခံနိုင်ပွဲဖြစ်စေအောင်ဖန်တီးခြင်းလေတပေါ်မျိုးပေါ့။ဟွန်း စာရင်တဲ့ကစကလုံးအတိုင်းဆိုရင်ရွေးကောက်ပွဲဟာနိုင်ငံတည်ငြိမ်ရေးအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုရင် message မျိုးကိုသူတို့ကနေတဆင့်ပေးချင်တာပေါ့နော်ဟုတ်ပါတယ်ဒီအချက်ကတော်တော်လေးစဉ်းစားစရာကောင်းတယ်ခင်ဗျာဘာကြောင့်ဒီနီလန်ကထိရောက်နိုင်တယ်လဲဆိုတာကိုစာရန်ကဆက်ရှင်းပြထားသေးတယ်အမှုပညာရှင်တွေဆဲလီတွေဆိုတာကလူလူနဲ့ပို့ပြီးတော့ရင်းနှီးတယ်စိတ်ခံစားမှုရာပိုနီးဆက်တယ်လို့လူတွေကခံစားရတယ်လေဟုတ်ကဲ့ အဲ့ဒီသူတို့ရဲ့လူလူပေါ်လွမ်းမိုးနိုင်စွာ influence ပေါ့လေအဲ့ဒါကိုအတုံးချပြီးတော့သူတို့တင်ပြခြင်းနဲ့နိုင်ငံရေးသတင်းစကားတွေကိုဖျော်ဖြေရေးပုံစံတောင်းဖို့ပေါ့ပေါ့ပါပါပြောတဲ့ပုံစံမျိုးနဲ့တွဲပိုက်ပြီးထည့်သွင်းလိုက်တာ။အိုးဆိုတော့တိုက်ရိုက်ကြီးမဟုတ်ဘဲနဲ့ပေါ့။ဟုတ်ပါတယ်။ဝေပါဝေပါပြင်ပါလေအရန်အေးနေတာလေ။ ာပါဘူးကြီးလာပါထိုက်ပါဘူးကြီးခနဲ့ဝါသူကဘာတူလဲဧည့်သည်ပဲလားဟိုဟိုသူအဝိုင်းရတားလေအဝတ်တားကြီးပေါ်တားကြီးတားကြီး တော့ဆိုသူကဘရန်ဆိုင်ပေါ့ပုတိဘလို့လို့တိတာလေဒီလိုလောက်လိုက်တော့နိုင်ငံရေးသတင်းစကားဆိုရဲအလဲနဲ့ပုံစံမျိုးမဟုတ်တော့ပဲနဲ့သူတို့ကြိုက်တယ်သူတို့အားကြတယ်သူတွေစီကလာတယ်သတင်းဖြစ်လက်ခံဖို့ပိုလွယ်သွားစေတာပေါ့နောက်တစ်ချက်စာတန်းကထောက်ပြတာကဒီလိုပူပေါင်းပါဝင်တဲ့အမှုပညာရှင်တွေဆဲလီတဲ့အတွက်ရောဘာကြိုးများရှိနိုင်မလဲဆိုတာပဲအေးအပြန်အလှန်ကြိုးစီးပွားသဘောမျိုးလားဟုတ်ကဲ့ သူတို့ရဲ့စူရဲပါတဲ့ချီမင့်ခံရတာမျိုးဒါမှမဟုတ်ရုပ်ရှင်စကားကြီးတွေမှာပါဝင်ခွင့်ရတာမျိုးအစိုးရနဲ့နှီးဆက်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ခွင့်ရတာမျိုးအဲ့လိုကိုယ်ရေးကိုယ်တာအကျိုးစီးပွားတွေအခွင့်အလမ်းတွေရှိနေနိုင်တယ်ဆိုတာကိုလည်းထက်စင်းစားဖို့လိုတယ်လို့ဆိုထားတယ်ခင်ဗျာဆိုတော့ကသူတို့ရဲ့ထောက်ခံမှုကစေရနာတသက်လားဒါမှမဟုတ်အဲ့ဒီလိုအကျိုးမြတ်ဖလဲမှုရဲ့အစိပ်ပိုင်းမခုလားဆိုတာကိုမင်းခွန်းထုတ်ရမယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါရက်ဟာလုံးကနောက်ဆုံးမှာတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို တရားဝင်မှု legitimacy ပေါ့လေအဲ့ဒါရှိတယ်လို့လူတို့ကထင်မြင်လာအောင်စနစ်တကျတိဆောက်တဲ့ဂျိုးပါမှုရဲ့အစိပ်ပိုင်းတွေဖြစ်တယ်လို့စာတန်းကသုံးသပ်ထားပါတယ်ဟုတ်ကဲ့လူမှုကွန်ရက်ပိုင်းကိုကြည့်ရင်လည်းပို့ပြီးတော့တိမ်မွေးလာတယ်လို့ပဲနော် Facebook တို့ TikTok တို့လိုနေရာတွေမှာ follower များသိရှိတဲ့တွေလေ content creator တွေ influencer တွေကိုစီးယုံတယ်လို့ဆိုတယ်ဟုတ်ကဲ့ pro ကိုအခချင်းငွေပေးတာပဲဖြစ်ဖြစ်တခြားခွင့်ရည်တွေပေးတာပဲဖြစ်ဖြစ်ပေါ့အဲ့လိုလုပ်ပြီးတော့ရွေးကောက်ပွဲကိုထောက်ခံတဲ့ မဲပေးဖို့လုံဆော်တဲ့အကြောင်းအရာတွေကိုတို့တို့ပုံမှန်တင်နေကြ content တွေကြားထဲမှာညက်ပြီးတင်ခိုင်းတာမျိုးလုပ်တယ်လို့စာတမ်းမှာဖော်ပြထားတယ်။อืมတို့ရဲ့ယဉ်ကြီးပြီးသားပုံရိပ်ကိုအတုံးချတာပေါ့။ဟုတ်တယ်တို့ရဲ့ဖြောဖြေးရေးပုံရိပ်ဒါမှမဟုတ် lifestyle ပုံရိပ်ကိုတုံးပြီးတော့နိုင်ငံရေးသတင်းစကားကိုမတိမတာပေးပို့တာဒါကလူငယ်တွေစီပိုရောက်အောင်လုပ်တဲ့သဘောမျိုးပဲချင်မယ်နော်ဟုတ်ပါတယ်အဲ့ဒီနေရာမှာအရေးကြီးတာက သူတို့ကတိုင်းရိုက်ကြီးရွေးကောက်ပွဲကိုထောက်ခံမလို့ပြောချင်မှပြောမှာခင်ဗျာဒါပေမဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာပါဝင်ဖို့အားပေးတာမျိုးကိုနိုင်ငံအနာဂတ်အတွက်ကိုယ်တိုင်ဆုံးဖြတ်ခွင့်လို့စကားလုံးလာလာလေးတွေတုံတာမျိုးဩဒါမှမဟုတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အပြုသဘောဆောင်တဲ့ပွဲလမ်းတစ်ပင်တွေမှာတွားပြီးပါဝင်ပြတာမျိုးတွေอืมအပေါ်ရန်ကြည့်ရင်တော့ဒါကနိုင်ငံသားတာဝန်လိုလိုပါလိုလိုထင်ရတာပေါ့ဟုတ်ကဲ့ဒါပေမဲ့တကယ်တမ်းလက်ရှိအခြေအနေရဲ့ရှုပ်ထွေးမှုတွေ ရွေးကောက်ပွဲရဲ့ကြားများတာမှုအပေါ်မိကွန်းထုတ်ဆရာတွေအများကြီးရှိနေတဲ့အခြေအနေကိုထဲမစင်စားပဲနဲ့ဒါကိုပုံမှန်အခြေအနေတစ်ခုလို့ဖြစ်သွားအောင်ပုံဖော်ရရောက်နေတယ်လို့စာတန်းကဆိုလိုချင်တာပါဟုတ်ကဲ့ရှင်းပါတယ်ကောင်းပြီဒါကပထမနီလန်ပေါ့အမှုပညာရှင်တွေဆက်လေးတွေကိုအသုံးချတာဒုတိယနီလန်ကိုဆက်ကြည့်အောင်ဒါကတော့စစ်ကော်မရှင်ကသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့မီဒီယာတွေကိုဘယ်လိုအသုံးချလဲဆိုတာပဲအစိုးရထိန်းချုပ်မီဒီယာနဲ့တရေအမောင်ချမှုပေါ့ဟုတ်ကဲ့ မြမအတန်နဲ့ရုံမြင့်တန်းကြားအမတီဗီတို့မြမအလင်းချင်းမုံတင်င်းစာတွေလို့အ धिक မီဒီယာတွေရှိတယ်လေဟုတ်ပါတယ်အဲ့ဒါတွေပြင်နောက်ပိုင်းမှာပေါ်လာတဲ့ဝါရဖြန့်ချေးရေးတည်တန့်ရုပ်တန်လိုင်းနေ online စာမျက်နှာတွေကိုပါတုံးပြီးတို့ပြောချင်တဲ့အချက်တွေကိုပဲထပ်ခါထပ်ခါထုတ်လက်နေတယ်လို့စာတန်းကဆိုတယ်တို့ရဲ့ narrative ကိုတိဆောက်တာဗောလေဟုတ်တယ်ဒီနေရာမှာတို့အ धिक အသားပေးတဲ့အချက်နှစ်ချက်ကိုစာတန်းကဖော်ပြထားတယ် ပထမချက်ကသူရဲ့အာဏာသိမ်းမှုနဲ့လုဆောင်ချက်တွေဟာနိုင်ငံတို့ကိုကာကွယ်ဖို့တရားဥပဒေစိုးမိုးရေးအတွက်တိုင်းပြည်နဲ့ပြည်စည်းအောင်လုပ်နေရပါဆိုတဲ့အကြောင်းပြချက်ကိုအဆက်မပြတ်တင်ပြပြီးသူတို့လုပ်ရတဲ့ကိုတရားဝင်မှုရှိတဲ့အောင်ဖန်တီးတာ။ဟုတ်ကဲ့ legitimacy ပေါ့ဒုတိယချက်ကတော့သူတို့နဲ့ဆန့်ကျင်ဘက်မှာရှိတဲ့အဖွဲ့အစည်းတွေအထူးသဖြင့်တော်လိုင်းရေးအင်အားစုတွေပေါ့လေ PDF လို့အဖွဲ့တွေ EAOs လို့အဖွဲ့တွေလုပ်ရတဲ့ကိုကြတော့အကြမ်းဖက်မှုနိုင်ငံတည်နေရေးကိုဖျက်ဆီးမှုဆိုတဲ့ပေါင်တွေကပဲကြည့်မြင်အောင်စနစ်တကျပုံကြီးချဲပေါ်ပြရတယ်လို့ဆိုပါရယ်။ဟွန်းဟုတ်ပါတယ်။ အဲ့ဒီပုံကြီးချဲချင်းဆိုတဲ့စကားလုံးကစာတန်းထဲမှာတော်တော်ရေးပါတဲ့အထုံးနှုံးပဲခင်ဗျာဆိုလိုတာကအဖြစ်ဖြစ်တစ်ခုရဲ့ရှုထောင့်အစုံကိုတင်ပြတာမဟုတ်ဘူးဟုတ်ကဲ့သူတို့လိုချင်တဲ့ရှုထောင့်တစ်ခုတည်းကိုပဲအခြေချေးပြီးတင်ပြတာဥပမာပြောရင်တွလင်ရေးခွက်ဒီရဲ့ထိုက်ခိုက်မှုကြောင့်ယတားထိခိုက်မှုရှိခဲ့ရင်အဲ့ဒါကိုပဲအတားပဲဖော်ပြမယ်မင်းတို့ကအဲ့ဒီလိုလုံးမှတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီ င်းတို့ဘာလုပ်ပြီဟမ်ဒါပေမဲ့စစ်ကောင်စီဘက်ကလုတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကျေးရွာတွေကိုမိရှို့တာတွေကြောင့်ဖြစ်တဲ့ရဲတားထိခိုက်တေဆုံးမှုတွေကိုတော့ short ပေါ်ပေါ်ပြတာဒါမှမဟုတ်လုံးဝထည့်မပြောတာမျိုးလုပ်နိုင်တယ်อืมဒါကတရင်ချက်လက်ကိုထိန်ချုပ်တာပေါ့ information control ပေါ့ဟုတ်ပါတယ်အဲ့ဒါကိုတစ်ဖက်မှာလည်းတရင်မောင်ချမှု information blackout လို့လည်းပြောလို့ရတယ်လူလူကသူတို့ကြားစီခြင်းတွေဇလန်းတစ်ခုတည်းကိုပဲရောက်တော့အောင်ရည်ရတာဖြစ်ပါတယ်ဒါကိုပူချေပြန့်တဲ့အခြေအနေနဲ့ကြည့်ရင်လည်း ဒီလိုအစိုးရထိန်းချုပ်မီဒီယာကနေဇလန်းကိုထိန်းချုပ်တာရဲ့တက်ရောက်မှုကတော်တော်ကြီးနိုင်တယ်ခင်ဗျဟုတ်ကဲ့ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့အင်တာနက်အသုံးပြုမှုအခြေအနေနောက်ပြီးလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ပေါ်ကန့်တတ်ပိတ်ပင်မှုတွေကြောင့်လေလူရဲ့ရဲ့အတော်များများဟာအစိုးရမီဒီယာကိုပဲအဓိက အားကိုးနေရတဲ့အခြေအနေရှိနိုင်တယ်လေဟုတ်ကဲ့နော်တခြားရွေးချယ်စရာအသိမရှိတဲ့အခါကျတော့ဟုတ်ကဲ့ အဲ့ဒီခါမှာသူတို့ကြားရတဲ့တလင်းကတဖတ်တက်ဖြစ်နေတောင်းတခြားတလင်းအမိတွေကနေပါနေတော့အဲ့ဒါကိုပဲအမှန်လို့ထင်သွားနိုင်တဲ့အနေရရှိတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အမေဟာအမေဘာလို့စဉ်းကျင်တာတော့ဆစ်ဆစ်ဆစ်လို့တန်ကြီးအောင်လေးမဆူရင်လေငါအေးတဲ့နမနေတယ်တော့ဒါဒီတစ်ခါတန်ရရနည်းနည်းတော့ပူစီလာမသိကွာစဉ်းညစ်တာပဲ အဲ့ဒီတော့အစိုးရမီဒီယာကနေထိန်းချုပ်တာအပြင်တတိယနီလန်တစ်ခုကိုလည်းစာရန်ကဖော်ပြထားတွေ့တယ်။ဒါကပို့ပြီးတော့တိုက်ရိုက်ကြတယ်။ဆိုရှယ်မီဒီယာကိုဖြစ်မှန်ထားတယ်။ဟုတ်ကဲ့။ bot တွေ fake account တွေလားခင်ဗျာ။ဟုတ်ပါရဲ့အဲ့ဒါပဲ။လူမှုကွန်ရက်တွေပေါ်မှာ bot တွေနဲ့ fake accounts တွေကိုတုံးပြီးဝါရဖြန့်တာ။ bot ဆိုတာကတော့တိတဲ့ gain အလိုအရောတုံးပြန်တဲ့ computer program account တွေပေါ့။ fake account ကတော့လူအစစ်မဟုတ်ဘဲဖန်တီးထားတဲ့ account တွေ။ စစ်ကော်မရှင်ကိုထောက်ခံလို့တဲ့ဒါမှမဟုတ်သူတို့နဲ့ချိတ်ဆက်ထားတဲ့ဖွဲ့တွေကဒီအကောင့်တီကိုသုံးပြီးအဓိကရည်ရွယ်ချက်နှစ်ခုနဲ့လှောက်ရှားတယ်လစာတန်းကဆိုတယ်။ပါတယ်လေခင်ဗျာ။ပထမတစ်ခုကသတင်းအမှားတွေဖြန့်ဝေတာ disinformation ရည်ရွယ်ချက်ရှိရှိဖန်တီးထားတဲ့သတင်းတုတွေကောလာဟလတွေကိုအုပ်စုလိုက်ဖြန့်တာ။ဒီလိုလှုပ်ချင်အဖြစ်ပြီးသူတွေကြားမှာဘယ်ဟာအမှန်ဘယ်ဟာအမှားလဲမခွဲခြားနိုင်အောင်ရှုပ်ထွေးဝအောင်လုပ်တယ်။ အထူးသဖြင့်ရွေးကောက်ပွဲလိုကိစ္စတွေနဲ့ပတ်သက်ပြီးမရေရာမတိချမှုတွေတန်တရားတွေဖြစ်လာအောင်ဖန်တီးတယ်လို့ဆိုတယ်ဥပမာဘယ်လိုမျိုးလဲခင်ဗျာဥမာရွေးကောက်ပွဲမှာဘယ်သူတွေမဲပေးခွင့်ရှိတယ်ဘယ်လိုမဲပေးရမယ်ဆိုတဲ့အချက်လက်အမားတွေကိုဖြန့်တာမျိုးပါဒါမှမဟုတ်အတိုက်ခံနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေကိုပို့ကိုရေးတိုက်ခိုက်တာမျိုးတွေလည်းဒီအကောင့်တူတွေကနေလုံနိုင်တယ်လို့ဆိုတယ်อืมဒုတိယရည်ရွယ်ချက်ကတော့ခင်ဗျာဒုတိယရည်ရွယ်ချက်ကပိုးပြီးစိတ်ပိုင်းဆိုင်ရာဆန်တယ်လို့ပြောရမယ် ပြီးသူလူလူစိတ်တက်ကြစင်စေဖို့ demoralization ကြီးပဲဒါ။ဟုတ်။ဘယ်လိုမျိုးလဲ။ဘော့တယ်အများကြီးတုံးပြီးတော့လीစစ်ကော်မရှင်ကိုထောက်ခံတဲ့ comment တွေ post တွေကိုအဆက်မပြတ်ရေးခိုင်းဖြန့်ခိုင်းနေ။ဟုတ်ကဲ့။စန့်ကျင်တဲ့အတန်တွေကိုလည်းအိုးစုလိုက် report ထူတာတိုက်ခိုက်တာတွေလုပ်တယ်။ဒီလိုနီးနဲ့သူတို့ဘက်မှာထောက်ခံမှုအများကြီးရှိနေတဲ့အောင်စန်းကျင်တို့တွေက လူနည်းစုလေးဖြစ်တဲ့အောင်ထင်အောင်ထင်မှားဖျောက်ဖန်တီးတာ။อืมဒါကလူတွေရဲ့စိတ်တက်ကိုတက်ရောက်စေတာပေါ့။ ဟုတ်တယ်လက်ရှိအခြေအနေကပြောင်းလဲဖို့မဖြစ်နိုင်တော့ဘူးစစ်ကော်မရှင်ရဲ့လမ်းစဉ်အတိုင်းလိုက်တာပဲဒါမှမဟုတ်သူတို့လုံးမဲ့ရွေးကောက်ပွဲကပဲတခုတည်းတော့ထောက်ပေါက်ဖြစ်တယ်ဆိုတဲ့စိတ်မျိုးလူတွေကြားထဲမှာဖြစ်လာအောင် တွန်းပေါ်တာဒါကမျိုးလင်းချက်ကိုချိုးနေပြီလက်ရှိအခြေအနေကိုလက်ခံလာအောင်စူးစမ်းတဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရဲ့တမျိုးပဲလို့စာရင်ကတုံးတက်တယ်။ဟုတ်ကဲ့ဒီဘော့တေ fake account ရဲ့ idea ကသူတို့ဟာအစင်မှလူတူအတန်နဲ့ခွဲခြားရခတ်နိုင်တာပဲနော်ဟုတ်တယ်ဟုတ်တယ် comment တစ်ခုမှာ like တွေအများကြီး reply တွေအများကြီးတွေ့လိုက်ရုံနဲ့ဒါတကယ်လူတို့အမြင်လို့ထင်သွားနိုင်တယ်ဟုတ်ပါတကယ်တမ်းမှာတော့ဒါတွေကစနစ်တကျဖန်တီးထားတဲ့ online လှုပ်ရှားမှုတွေဖြစ်နေနိုင်တယ်ဒီအချက်ကအရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်လာစေတယ်ခင်ဗျာဒီလိုရှုပ်ထွေးနေပြီးသားသတင်းချက်လက်ပဝင်းကျင်မှာဒီလိုစနစ်တကျလှုပ်ဆောင်တဲ့သတင်းအမှားဖြန့်ဝေမှုတွေကလူတွေရဲ့ယုံကြည်မှုနဲ့ဆုံးဖြတ်ချက်တွေပေါ့ဘလောက်အထိတက်ရောက်မှုရှိနိုင်မလဲဟုတ်ကဲ့စားရဲရဆိုနေတော့ဒါဟာလူတွေကို တရင်းအချက်လက်တွေနဲ့နှဖန်းလုံးအောင်ဘဲဟာကိုယုံရမှန်းမတိအောင်နောက်ဆုံးမှဘာကိုမှမယုံကြည်တော့တဲ့အခြေအနေမျိုးထိဖြစ်သွားအောင်လှုပ်လျံရွေးချက်လက်ပါတယ်လို့ဆိုပါရယ်တော်တော်ဆိုးတာလည်းနော်ဟုတ်ပါတယ်ကောက်ပြီးအခုဆိုရင်ကျမတို့နီလန်သုံးမျိုးဆွေးနွေးခဲ့ပြီးပြီလူတီများစုတွေကိုတုံးတာအစိုးရမီဒီယာကိုထိန်းချုပ်တာပြီးတော့ဆိုရှယ်မီဒီယာမှာ bot တီ fake account တီတုံးတာဒီနီလန်တွေအားလုံးကိုတိလာတဲ့အခါမေးစရာရှိလာတာက ဒါတွေကိုဘယ်လိုတုံ့ပြန်မလဲဘယ်လိုကကွမလဲဆိုတာပဲစာတန်းကဒီအပိုက်တအရေးကြီးတဲ့ချန်ပီယံချစ်တီပေးထားပါတယ်ဟုတ်ကဲ့ဘာဒီပါလဲခင်ဗျအထူးကအနစ်ချုပ်ကတော့ကိုစီရောက်လာတဲ့တရင်ငချစ်လက်တိုင်းကို မေကုံထုတ်ဖို့စစ်ဆေးဖို့ပြီးတော့စင်ချင်းတုံတရား critical thinking ကိုတုံးဖို့လိုတယ်ဆိုတာပါပဲဒီနေရာမှာစင်ချင်းတုံတရားဆိုတာကိုညနေလေးထပ်ရှင်းပြခြင်းနဲ့ရှင်ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့တရင်တစ်ခု အချက်လက်တစ်ခုကိုတွေ့တာ ਨੇ ဟုတ်တယ်မှန်တယ်လို့တန်းမယုံပဲ ခဏရက်ပြီးစဉ်းစားတာမျိုးပေါ့ဟုတ်ကဲ့ဘသူကဒီသတင်းကိုပြောနေတာလဲသူတို့မှာပါရွေရွယ်ချက်ရှိနိုင်မလဲသူတို့ပြောစကားအတွက်ခိုင်မာတဲ့အထောက်အထားပြနိုင်ရလားဒီအဖြစ်ပြက်မှာတခြားရှုထောင့်နေတခြားအတန်တွေကမရှိနိုင်ဘူးလားဆိုတာမျိုးအများတန်းမေကွန်ထော့စဉ်းစားတဲ့အလေးအကျင့်ကိုစို့လို့ရပါဟုတ်ကဲ့အဲ့ဒီ critical thinking ကိုလက်တွေ့ဘလို့ကျင့်ဆုံးမလဲဆိုတာကိုစာတန်းကအချက်၄ချက်နဲ့ပိုရှင်းအောင်လုပ်ပြထားတယ်ခင်ဗျာ ပထမချက်ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကိုဝေဖန်ပိုင်းခြားသုံးသပ်ဖို့ပါစာရင်ကထောက်ပြသလိုပဲဘလို့ရွေးကောက်ပွဲမှဆိုတရားမျှတမှု fairness နဲ့လွတ်လပ်မှု freeness ရှိဖို့ကအခြေခံလိုအပ်ချက်ပဲလေဟုတ်ကဲ့ဒါကြောင့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေလုံဆောင်မှုတွေဖတ်ရကြားရတဲ့အခါမှာကြွေးကြော်တမ်းတွေရဲ့နောက်ွယ်ကလက်တွေ့အခြေအနေကိုသုံးသပ်ဖို့လိုတယ်တကယ်အလုံးဂျုံနဲ့အာမခံချက်ရှိရလား လူတွေလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ပါတီတွေလွတ်လပ်စွာရှင်းပြန်ခွင့်အပြည့်အဝရှိပါမလားအေးမဲပိတဲ့လုံလင်းစင်ကိုယ်တိုင်ကတော့ပွင့်လင်းမြင်သာမှုရှိပါမလားဆိုတာမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒီမေးခွန်းတွေကိုကိုယ့်ဘာသာကိုမေးဖို့လိုတယ်တည်ငြိမ်အေးချမ်းရေတို့နိုင်ငံတော်အရေးတို့ဆိုတဲ့စကလုံးကြီးတွေရဲ့နောက်ွယ်မှာတကယ့်အနစ်တာတော့ပါရဲ့လားဆိုတာစဉ်းစားရမယ်ခင်ဗျာဒုတိယလိုက်နာတင်တဲ့အချက်ကတော့ဥစ္စာလွန်မှုမှုကိုဝေဖန်တုံ့တက်ဖို့ပါ ဒါကအစောပိုင်းကဆွေးလွေ့ခဲ့တဲ့အမှုပညာရှင်ဆယ်လီဒီနဲ့ဆက်ဆက်နေတယ်။ဟုတ်ကဲ့။ထူးထူးထက်ကတယောက်ယောက်ကရွေးကောက်ပွဲကိုထောက်ခံတဲ့စကားပြောလာတဲ့အခါဒါမှမဟုတ်ပွဲတွေမှာပါဝင်လာတဲ့အခါစာတန်းရဲ့အကြံပြုထားသလိုပဲမိခုန်ထုတ်ရမယ်။သူတို့ကဘု து ကိုစာပြုပြီးပြောနေတာလေ။ဟုတ်။သူတို့ရဲ့ယက်တီမှုနောက်ွယ်မှာကိုရဲကိုတာအကျိုးရှိဘွားဥမာစုတွေရဖို့ရုပ်ရှင်ရိုက်ခွင့်ရဖို့တမမို့တခြားအခွင့်ရေးလီရဖို့ဆိုတဲ့အချက်တွေရှိနေသလားဆိုတာစစ်ဆေးဖို့ပို့။ဟုတ်ပါတယ်။ သူတို့ရဲ့ချော်ဖြေးညစ်တယ်ရကျွမ်းကျင်မှုနဲ့နိုင်ငံရေးအပေါ်သူတို့ရဲ့အမြင်ကတခြားလီဖြစ်နိုင်တယ်ဆိုတာကိုအမြဲတတိယရမယ်သူတို့ရဲ့ကြော်ကြားမှုကိုနိုင်ငံရေးရည်ရချက်အတဲဘလို့အထုံးချခံရတယ်လဲဆိုတာကို နားလည်ဖို့ကြိုးစားရမယ်သူတို့ပြောတဲ့မန်ဒယ်လိုတိုက်ရိုက်ကောက်ချက်မချတင်ဘူးခင်ဟုတ်ကဲ့တတိယအရေးကြီးတဲ့အချက်ကိုလည်းစာတန်းကထပ်ပြီးအလေးပေးထားတယ်ရှင်အဲ့ဒါကတော့တည်င်းရမြစ်စစ်ဆေးခြင်း verify the source ပါပဲအင်း ကာက online ခင်မှာအရင်အရေးကြီးတာပဲဟုတ်တယ်လေရွေးကောက်ပွဲတည်င်းမဖြစ်ဖြစ်တခြားအရေးကြီးတဲ့တည်င်းတစ်ခုခုပဲဖြစ်ဖြစ်ကိုယ့်စီကို social media ကနေပဲ ရောက်လာလား forward message ကနေပဲ ရောက်လာလားအဲ့ဒီတည်င်းဟာဘေကစားထွက်လာတာလဲဆိုတာအရင်ဆုံးစစ်ဆေးဖို့လိုတယ်လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေကတရားဝင် ထုတ်ပြန်ထားတဲ့တည်င်းဟုတ်မဟုတ် စစ်ဆေးရမယ်စာတန်းမှာဥပမာအနေနဲ့ နိုင်ငံတကာသတင်းဌာနကြီးလေဖြစ်တဲ့ BBC, VOA, RFA လို့ဌာနတွေပြည်တွင်းအခြေစိုက်လွတ်လပ်တဲ့သတင်းဌာနတွေဖြစ်တဲ့အေယဝရီမြန်မာနောင်လို့ဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့အကြံပြုထားတယ်။ဟုတ်ကဲ့။သတင်းတစ်ခုခုကိုတနေရာထဲမှာတွေ့ရနဲ့မယုံပဲနေရာပေါင်းစုံကနေတိုက်ဆိုင်စစ်ဆေးဖို့လိုတယ်ပေါ့။ဟုတ်ပါတယ်။အထူးသဖြင့်စိတ်ခံစားမှုကို လုံဆော်တဲ့ဒါမှမဟုတ်အရန်အာတင့်စရာကောင်းတဲ့သတင်းမျိုးဆိုရင်ပို့ပြီးတော့ တတိထာစစ်ဆေးတင့်တယ်ရှင်မှန်ပါတယ်ခင်ဗျာနောက်ဆုံးစတုထအချက်ကတော့ဝါရဖြန့်ချီရေးမှာ၃လရှိတဲ့ပါဒစကားအတုံးနှုံးတွေကိုတတိပြုမိဖို့ပါပဲဟုတ်စကလုံးအတုံးအနှုံးတွေကလည်းအရေးပါတယ်ပေါ့နော်ဟုတ်ကဲ့စာရမ်းမှာထောက်ပြထားသလိုစစ်ကော်မရှင်ထင်းချုပ်မီဒီယာတွေဒါမှမဟုတ်သူတို့ကိုထောက်ခံတဲ့ဝါရဖြန့်ချီရေးစာမျက်နှာတွေမှာ၃လရှိတဲ့စကလုံးအထိုင်တွေကိုတတိထားဖို့လိုတယ်ဥပမာရွေးကောက်ပွဲကို နိုင်ငံကြီးကုန်တခါတမိုင်းဝင်အောင်ပွဲတင်းငင် HIE တခုတည်းသောလမ်းကြောင်းအနာဂတ်မျိုးဆက်သစ်များအထွတ်ဆုတဲ့စကလုံးအကြီးကြီးတွေဟုတ်ကဲ့ခန်းစားချက်ကိုဦးစားပေးတဲ့စကလုံးတွေပေါ့ဟုတ်ပါတယ်အဲ့ဒါတွေနဲ့ထပ်ခါတလဲလဲပေါ်ပြတဲ့တဲ့အတိုက်အခံတွေကိုကြတော့အဖြတ်သမားတစ္ဆာဖောက်နိုင်ငံခြားအာကိုစားတဲ့အဖြတ်သဘောဆောင်တဲ့တက်စကစကလုံးတွေတုံးတဲ့တဲ့ဟွန်း labeling lot တော့ဟုတ်ကဲ့ ဒီလိုအတုံးနှုံးနေဟာအเจ้าရရဲ့အနှစ်သာရကိုဆွေးနွေးတာထက်လူတရဲစိတ်ခံစားမှုကိုလုံးစောပြီးအလိုရှိရာဘက်ကိုပါသွားအောင်ဆွဲဆောင်တဲ့တနည်းအားဖြင့်စိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့နဲ့လက်ဖျားမှုတမျိုးဖြစ်တယ်ဆိုတာကိုတတိပြုမိဖို့လိုတယ်လို့စာတန်းကအကြံပေးဖားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့အကြံပြုချက်လေးချက်ကတတော်ရှင်းလင်းပါတယ်ရွေးကောက်ကွဲတည်င်းကိုဝေဖန်သုံးတတ်ဖို့ဩစာလွန်မှုမှုကိုဝေဖန်သုံးတတ်ဖို့တည်င်းရဲ့မျက်စစ်စေးဖို့ ပြီးတော့ဘာရဖြန့်ချိတဲ့အတုံးနှုံးလေးကိုတတိထားဖို့ပေါ့ဟုတ်ကဲ့အဲ့ဒီအတိုင်းပါပဲအလုံးကိုခြုံငုံပြီးပြန်ချိလိုက်ရင်လေဒီစာတန်းကဖော်ပြနေတာကစစ်ကွန်မရှင်ဟာသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအထူးသဖြင့်ရွေးကောက်ပွဲလိုကိစ္စတွေမှာတရားဝင်မှုရဖို့အတွက်နီလန်ပေါင်းစုံကိုတုံးနေတယ်ဆိုတာပဲဟုတ်ပါတယ်နုတီများသူတွေရဲ့တောစာကိုတုံးတာသူတို့ထိန်းချုပ်ထားတဲ့မီဒီယာကနေဇလန်းတွေပုံဖော်တာ ဆိုရှယ်မီဒီယာမှာတရင်အမားတွေဝါဒဖြစ်စကလုံးတွေဖြန့်ဝေထားစတဲ့နီးဖြူဟာတွေကိုပေါင်းဆက်အသုံးပြုနေတာတွေ့ရတယ်။ဒါချို့မို့လို့ဖြီတူလူတူတယောက်ချင်းစီရနေတဲ့ဒီလိုဝါဒဖြန့်ချီရင်နီလန်းတွေတကယ်ရှိနေတယ်၊သုံးနေတယ်ဆိုတာကိုအရင်ဆုံးသတိပြုမိဖို့အဝဲနဲ့ရှိဖို့ပေါ့။ဟုတ်ကဲ့။ပြီးတော့ကိုစီရောက်လာတဲ့တရင်အချက်အလက်တိုင်းကိုမျက်စိမိတ်မယုံဘဲ စမ်းစစ်ဝေဖန်သုံးသပ်နိုင်တဲ့စွမ်းရည် critical thinking ရှိဖို့ကအလွန်အရေးကြီးတယ်ဆိုတဲ့အချက်ကိုဒီစာတန်ကအဓိကမိမောင်းထိုးပြနေတာပါပဲရှင်။ဟုတ်ပါတယ်။စာတန်ရဲ့ညကုချော့တဲ့စကားကိုကျွန်တော်ထွက်လောင်းအားဖြင့်ပြောချင်ပါတယ်ခင်ဗျာ။ဒီမိုကရေစီရဲ့လူချာမှုတွေတမမောလူအဖွဲ့အစည်းတခုမန်ကန်နဲ့လမ်းကြောင်းပေါ်ရှောက်လန်းနိုင်ဖို့အတွက်တရေအမှန်နဲ့အချက်အလက်ခိုင်မာမှုဆိုတာက တကယ်ကိုအင်အားတွေရပ်ပါပဲ။ဟုတ်ကဲ့ ခုလိုဝါရဖြန့်ချီရဲ့စေယံတရားဤအားကောင်းနေတဲ့ခေတ်မှာအဲ့ဒီစေယံတရားကိုထိရောက်စွာတံပြန်နိုင်ဖို့အကောင်းဆုံးလက်နက်ကဖီရူတူချင်းစီရဲ့တည်င်းချက်လက်ကြီးကိုမှန်ကန်စွာရွေးချယ်တုံးတက်စင်ကျင်နိုင်တဲ့စွမ်းရည်ပါပဲဟုတ်ပါပဲစာတန်းကအလေးပေးထားသလိုအမှုပညာရှင်တွေဆလီရီရဲ့ပြုံးပြနေတဲ့မျက်နှာဖုံးနောက်ွယ်ကဖြစ်နိုင်ခြေရှိတဲ့လက်ဖြားမှုတွေအကျိုးစီးပွားတွေကိုမြင်နိုင်အောင်ကြိုးစားဖို့ သူတို့ပြောဆိုနေတဲ့စကားလုံးတွေရဲ့နောက်ွယ်ကတကယ်ရည်ရွယ်ချက်တွေကိုနားလည်ဖို့မျက်စိဖွယ်နားဆင်ထားမယ်။စိတ်စိတ်ဆက်ဆက်လေ့လာပြီးအမှန်တရားကိုရှာဖွေဖော်ထုတ်လင်းစီတက်ကအရေးကြီးဆုံးပါပဲခင်ဗျာ။ဟုတ်ကဲ့ရှင်။နောက်ဆုံးအနေနဲ့ဒီဆွေးနွေးမှုကနေပေါက်ဖွားလာတဲ့စဉ်းစားချက်အတွေ့အကြုံကိုချန်ထားခဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါခင်ဗျာ။အခုကျွန်မတို့ဆွေးနွေးခဲ့တာကရွေးကောက်ပွဲလို့တိကျတဲ့အခြေအနေတစ်ခုမှာတရားဝင်မှုရဖို့အတွက်တုံးတဲ့ဝါရဖြန့်ချီရဲ့နီလန်းနေပေါ့နော်။ဟုတ်ကဲ့။ဒါပေမဲ့ရွေးကောက်ပွဲကားလာမဟုတ်တဲ့ တာမန်နေ့စဉ်ဘဝတွေမှာကောဒီချက်ပိုပြီးတိမ်မွေ့နဲ့ကျမတို့တတိမထားမိနိုင်တဲ့လွှမ်းမိုးမှုတွေဇလန်းပုံဖုံမှုတွေကဘလို့ပုံစံမျိုးတွေနဲ့ရှိနေနိုင်မလဲ음စဉ်းစားစရာပဲเนาะဟုတ်တယ်လေဥမာဖျော်ချီဇလန်းတွေထဲမှာသချင်းတွေထဲမှာဓမ္မမို့လူမှုကွန်ရက်ပေါ်က trend တွေကနေတစ်ဆင့်မတိမတာဖြန့်ဝေနေတဲ့သတင်းစကားတွေကိုရှိနိုင်မလားဖြစ်နိုင်တာဗော ဆိုတော့လေသတင်းမီဒီယာကိုဝေဖန်ပိုက်ခြားသုံးဆွဲတဲ့အလေးအကျင့်ကိုအရေးကြီးကိစ္စတွေဂျုံမလုံတာမျိုးမဟုတ်ပဲနှီးစင်ဘွားရဲ့ပုံမှန်အလေးထားတစ်ခုဖြစ်လာအောင်ကျမတို့တဦးချင်းစီဘယ်လိုလုပ်ဆောင်နိုင်ကြမလဲဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကိုပြန်လည်ကြွလိုက်ခဲ့ဖို့ထိတ်ခေါ်ပါတယ် Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆိတ်မခံတဲ့အတန်တွေကိုဆက်လက်ချေထွန်းပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်ရုန်းကန်နေတဲ့ညမပီတူတွေကြိုးပမ်းမှုတွေကိုတင်ဆက်ပေးသွားပါမယ်။နားဆင်ပေးမှုတို့ကြည့်စုတင်ပါတယ်။